အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပေးတဲ့တဲ့အားလုံးမင်္ဂလာပါ။ Tottenham Hotspur အသင်းကအခုတိုက်စစ်ပိုင်းမှာ Richardson ရှိတယ်။ Now Matty Tate ကိုခေါ်ထားတယ်။ Randan Kolomowani ကိုအငှားနဲ့ခေါ်ပြီးတော့ Now ပြီးခဲ့တဲ့နှစ်ကဒီ Dominic Solanke ကိုခေါ်ထားပေမဲ့ လာမယ့်တွေရာသီမှာသူတို့ရဲ့တိုက်စစ်မှုဟောင်းဟာရီကိန်းကိုပြန်ခေါ်ဖို့သူတို့ဘက်ကအပြည့်အဝယုံကြည်ပြီးတော့ဆန္ဒရှိတယ်လို့ဖော်ပြထားတယ်ဆိုတော့အခု British media တွေက Tim Tor ဆိုတဲ့ report တစ်ခုရဲ့ football.london နဲ့ German ရဲ့ Kicker magazine ရဲ့အဖော်ပြချက်အရအသက်32နှစ်ကျော်ရှိလာတဲ့ Hurricane ကို Bayern Munich အသင်းကလာမယ့်နွေရာသီမှာတက်တန်းထပ်တိုးခြင်းနဲ့သူ့ရဲ့ contract က2029ထိရှိတယ် ဒါပေမဲ့ဘိုင်မြူနစ်ကသူ့ကိုလာမယ့်လရာသီမှာဟာရီကိန်းကိုဒါယူရို65တန်းပေါင်တန်း90ကျော်နဲ့ဆုံးရှုံးမဲ့သဘောတူညီမှုတစ်ခုထည့်ထားတယ်။အဓိကကဟာရီကိန်းကအင်္ဂလန်ကိုပြန်ပြီးတော့အလန်ရှီယာရဲ့ပရီးမီးယားလိရဲ့ဂိုးအများဆုံးသွင်းတဲ့မှတ်တမ်းကိုသူကပြန်ချိုးချင်တာ။ဆိုတော့သူ့အနေနဲ့နောက်တစ်နှစ်လောက်ဆိုရင်သူ33 34ဆိုရင်သူအဲ့လောက်ထိဂိုးသွင်းနိုင်ပါပါချင်မှာပါမှာဆိုတော့အဲ့နဲ့သူကအခုလာမယ့်နိုယာတီကိုပြန်ဖို့စဉ်းစားနေတယ်။ ဘိုင်ဘက်ကလည်း29ထက်ကျော်ပြီးတော့တတန်းထတ်တိုးခြင်းနဲ့ဟာရီကိန်းကလောလောဆယ်ဘိုင်မူးမဲ့မှာပျော်နေပေမဲ့သူပရီးမီးယားလိကိုပြန်ခြင်းနဲ့ဆိုတော့ပရီးမီးယားလိကိုပြန်တဲ့အချိန်မှာအခုအသက်32နှစ်ပဲရှိတဲ့ဘိုင်မူးနီရဲ့တိုက်စင်မှုဟာရီကိန်းကိုထော့တနမ်ဟော့စ်ပါကပြန်ခေါ်မဲ့သဘောတူညီမှုမှာသူတို့ကဦးစားပေးအခြေအနေဖြစ်ထည့်သွင်းထားတယ်။စပါးကဟာရီကိန်းကိုရောင်းတုံးကဒါဘယ်လိုပြောမလဲဘိုင်မူးနီသိရှိမှာဒီကလေးဘိုင်ယန်ကယိုဂျင်းစာချုပ်နဲ့ရောင်းချမယ်ဆိုရင် ဟာရီကိန်းရဲ့ရောကြီးစာချုပ်ကိုပထမဆုံး match ဖြစ်ပြီးခေါ်ယူခွင့်ဦးစားပင်ကိုဘိုင်ယန်ကိုထဲဘိုင်ယန်ကိုထဲသွင်းထားတဲ့အတွက် Spurs ကအဲ့ chance ကိုပြန်သုံးချခြင်းတယ်။ရှင်းရှင်းလေးပြ Richardson ကလည်းကျွန်တော်တို့သူ့ရှာသွင်းကို20 30 30မရနိုင်ဘူး။ Slankia 10 95ကိုတော်တော်ပြတ်တာမရှိဘူး။ဒါပေမဲ့ Slankia လည်းမကြာခဏ injury ဖြစ်တယ်။ Matty Tay ကလည်း Center forward ဖြစ်စစ်မဟုတ်ဘူး။ ရန်ဒန်ကိုလိုမဝါနီကတော့အခု injury ဖြစ်နေတော့ကျွန်တော်နားဘာမှမသိသေးဘူးတကယ်လို့သူကောင်းလာရင်တော့တမျိုးပေါ့လေဆိုတော့သူတို့ဘက်ကတေးချတယ်ကလပ်ရဲ့လက်ချက်လည်းဖြစ်တယ်ဂိုးသွင်းတေးချပြီးအခုနောက်ပိုင်းမှာဒဏ်ရာရတာတော့တော်တော်ရှားတယ်ဒါအခုနောက်ဆုံးကစားတဲ့အင်္ဂလန်ကစားပွဲအင်္ဂလန်ပွဲမှာတပွဲပဲလွဲတာဟာရီကိန်းကတောင်းတဒဏ်ရာရခဲ့တယ်ဆိုတော့အဲ့ဒဏ်ရာပြဿနာနည်းလာတဲ့ဟာရီကိန်းကိုသူတို့ပူသဘောကျတယ်ခုနတိုက်စစ်မှုတွေတဲ့စာရင် တို့တိုက်စစ်မှုဟောင်းပြန်ခေါ်တာဖြစ်နိုင်ခြင်းရှိတယ်ပိုကောင်းတဲ့ option တခုလို့စဉ်းစားထားတယ်အခုတော့မှ club က Richardson ကိုရောင်းထုတ်ဖို့စဉ်းစားတယ်တကယ်လို့အဆင်မပြေရင် random Colomwani ပြန်ပို့လိုက်ရင် Slanky ရဲ့ Kane ရဲ့ Matthew ရဲ့ Tell ဆိုလည်းဖြစ်နိုင်ခြင်းရှိတယ်ဆိုတော့အခု Tim Doyle ရဲ့ report ရရော Kicker Magazine ရဲ့ report ရရဲ့ Football London ရဲ့အဆိုရဆိုရင်32နှစ်သားကအင်္ဂလန် Premier League ကိုပြန်ဖို့ဆန္ဒအပြေအဝရှိတယ် တော့ तू အသင်းကိုတော့စဉ်းစားနေတယ်အသင်းတစ်သင်းကိုပြောင်းမလား Spurs ကိုပဲပြောင်းမလား Spurs ကတော့ sorry ပဲငါတို့အသင်းတစ်ထက်စာရင်ငါတို့အသင်းကပဲဦးစားပေးနေနေခေါ်မယ်ဒီနေရာမှာ Hurricane ရဲ့လစာကို Spurs ကနည်းနည်းတော့ပြန်ညှိရမယ်။ဘာကြောင့်လဲဆိုတော့ Hurricane ကအခုလောလောဆယ်မှာ Bayern Munich နဲ့မှာလစာများတယ်။နောက်တစ်ခုက Spurs ကလည်းသူတို့ရဲ့အားကစား Director Haum ပေါ့လေ။ဒါ Fabio Paticity ကပြန်ပြီးတော့အားကစား Director ပြန်ဖြစ်ပြီ။ तू က Juventus ရဲ့အရှုပ်တော်ပုံကြောင့် तू လ30 ဒါပြစ်တံချမှတ်ခံရလို့အခုမှပြန်ကောင်းလို့ပြန်ပြီးတော့ပွဲပယ်ပြစ်တံပြန်လာတဲ့အတွက်ကြောင့်သူကအားစားဒရိုက်တာပြန်ယူပါဆိုတော့ hurricane ကိုသူတို့ကသဘောကျပြီးသားဆိုတော့ hurricane က clay ရဲ့ legend လည်းဖြစ်တဲ့အတွက်ကြောင့် clay ကသဘောကျတဲ့အခါမှာ32နှစ်ရွယ်ရှိတဲ့ဒီတိုက်စစ်မှုကို hurricane ကို spurs ကခေါ်ချင်တဲ့အချိန်မှာ hurricane တယောက်တကယ်လို့ premier league ကိုပြန်လာရင် alan shia ရဲ့ twin goal ကသူ58 goal กว่าတယ်အဲ့58 goal ကို200အထိ twin ရနိုင်လား premier league မှာဆိုတော့ ကျွန်တော်အခု Premier League မှာတိုက်ရှစ်မှုလိုတဲ့အသင်းတွေကိုကြည့်မယ်ဗျာ Arsenal ကခေါ်ဖို့ဆန္ဒရှိမှာမဟုတ်ဘူး Liverpool ကလည်း Isak ရော Arteta ရောရှိတယ်ဖြစ်နိုင်ခြင်းအမြဲတမ်းနေတယ် Manchester City ကလည်း Haaland ရှိတယ်နောက်တစ်ဖက်က ဒီဘယ်လိုပြောမလဲ Chelsea ကတော့ maybe Chelsea ကျွန်တော်အမြင်တော့လေ Chelsea က Hurricane နဲ့ဆုဖြစ်မှာဘာလို့ဆုဖြစ်လဲသူတို့ Joao Petro ရှိတာမှန်နေဒါပေမဲ့ Joao Petro ကတိုက်စင်မှုစစ်စစ်မဟုတ်ဘူးတဆယ်လိုလို4 7 9လိုလိုတိုက်စင်မှုလိုနဲ့ Hurricane ကိုအထောင်တာ Joao Petro ကိုတဆယ်ထားဆိုရင်တော့ Chelsea တို့ဆုဖြစ်တယ်ဒါပေမဲ့ Hurricane ရဲ့ Euro 65တန်းကို Premier League Club အသင်းအများစုကစိတ်ဝင်စားတယ်စပါးကဦးစားပေးနေခေါ်ဖို့ဆန္ဒရှိပြီးတော့ Hurricane Premier League ကိုပြန်လာရင်58ကို အလန်ရှီယာတင်ထားတဲ့လက်ကျန်ကွာနေတဲ့ခုနှစ်ကိုကိုသူဖြတ်နိုင်တာနှစ်နှစ်အတွင်းမှာဘလို့မြင်ကြလဲထော်တန်ကတော့ဒီပြောင်းရွှေ့ကို စတင်လှုပ်ရှားဖို့သူတို့ဆန္ဒရှိပြီးတော့ဟာရီကိန်းကိုပြန်ခေါ်ဖို့ဒါသူတို့ဘက်ကပြင်ဆင်နေတာပါအားလုံးကျေးဇူးတင်ပါတယ်